ခင်ဖြစ်သူတိဟတင်စိုးနဲ့ပတ်သက်တဲ့အိမ်ပေါ်အမျိုးသမီးအကြောင်းကိုခွင့်ပြုချက်မတောင်းမဲနဲ့ဇက်ကားပြန်ရိုက်မဲ့စစ်နိုင်တီဟာဦး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာစရီ Insider Beach ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။စန်နိုင်တီဟာဦးကတော့တရားတင်ဆိုနဲ့အစင်မာဦးတို့ရဲ့နာမည်အရှိန်အဝါကြောင့်မင်းသားတယောက်ဖြစ်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ပံပိုးပေးမဲ့မိဘတွေကလည်းမရှိတော့သလိုစီးစင်ရလဲမဲ့သွားခဲ့တာဖြစ်တဲ့အတွက်နာမည်ဝတာအသုံးချပြီးတော့အနုပညာလောကကိုဝင်ရောက်နေတာဖြစ်ပါတယ်။ဘာကင်ဖြစ်သူတရားတင်ဆိုနာမည်ကိုအသုံးချပြီးတော့အာယုံဆိုင်ခံရအောင်ကြိုးစားနေတဲ့စန်နိုင်တီဟာဦးက မကြခင်မှာဇကားတကားရိုက်ဖို့အစီအစဉ်နေပါတယ်။အဲဒီဇကားကိုကိုရိုင်းပတ်စံထုတ်ရိုက်တာဖြစ်ပြီးတော့ဇကြောင်းကတော့ဖခင်ဖြစ်သူရဲ့အကြောင်းဖြစ်ပါတယ်။ဖခင်ဖြစ်သူနဲ့အိမ်ပေါ်မာလီရဲ့အကြောင်းဖြစ်ပါတယ်။တရားတင်ဆိုကတစ်ချိန်လုံးက social media မှာအိမ်ပေါ်မာလီကိုအလိုမတူပဲဖြူချက်ပါတယ်ဆိုပြီးတော့နာမည်ကြီးခဲ့ပါတယ်။ ိမ်ပေါ်ဖြစ်တဲ့မက်ခင်မာမြင့်ဆိုသူကတရားစွဲခဲ့တာကြောင့်ဖြစ်ပါရင်ဒါပေမဲ့တကယ်တမ်းမှာတရားတင်ဆိုမှာပြစ်မရှိပဲအိမ်ပေါ်ဖြစ်သူကလိန်လယ်ပြီးတော့တရားစွဲလိုက်တာဖြစ်ပါရင်တရားတင်ဆိုကလည်းသူ့ရဲ့ကုန်သိက္ခာအတွက်အပြစ်မှန်ကိုဖော်ထုတ်နိုင်ခဲ့တာကြောင့်အိမ်ပေါ်ဖြစ်သူကပဲအချုပ်ချခဲ့ရပါတယ်ဒီအကြောင်းအရာတွေကိုစစ်နိုင်တရားဦးကစကားအနေနဲ့ပြန်ပြီးတော့ရိုက်ဖို့ကြံရနေတာဖြစ်ပါတယ် ိမ်ပေါ်ဖြစ်တဲ့အမတ်ခင်မမင်းကလေလေကောင်းချစ်တဲ့အကြောင်းတွေကိုအဓိကဖော်ပြချင်တာကြောင့်ဇကားပြန်ရိုက်ထားတာဆိုပြီးတော့အင်တာဗျူးကနေအသိပေးလာခဲ့ပါတယ်။ဇကားပြန်ရိုက်တဲ့အချိန်မှာဒီဟာတင်ဆိုးနဲ့မခင်မမင်းဆိုပြီးတော့နမေကိုလည်းအတိအကျသုံးသွားမှာဖြစ်ပါတယ်။ဖခင်ဖြစ်သူဒီဟာတင်ဆိုးနေရာမှာတော့ဒီဟာတင်ဆိုးနဲ့တူတဲ့တရုတ်ဆောင်တယောက်ကိုရှာသွားမှာဖြစ်ပါတယ်။ မခင်မာမြင့်နေရာမှာတော့တရုတ်ဆောင်ခိုင်စာကိုတုံးသွားမှာဖြစ်ပါတယ်။ဒါအပြင်ဇလန်အကြောင်းတင်ဆက်တဲ့အချိန်မှာအပြင်မှာတကယ်ဖြစ်တဲ့အတိုင်းတင်ဆက်သွားမှာဖြစ်ပါတယ်။မခင်မာမြင့်ကသွားနေငယ်ခေါ်ပြီးတော့ရုံမလာတာကြောင့်သူ့လိုရုပ်ဆိုးအောင်တရုတ်ဆောင်ကိုလိုခံရမှာဆိုပြီးတော့လဲစစ်နိုင်သည်ဟာဦးကအင်တာဗျူးမှာပုံမလင်းလင်းပြောဆိုနေခဲ့တာဖြစ်ပါတယ်။အခုလိုရေပြောဆိုနေတာကြောင့်လူအများကတော့ ဆန္ဒတီဟာဦးရဲ့အပြောဆိုတွေကတစ်ဖက်သားအပေါ်မှာအယံကိုချိုးနေရကြတယ်လို့ထင်သေးပြီးနေကြပါတယ်။ဒါအပြင်အိမ်ပေါ်မန်ခင်မာမြင့်ဆိုပြီးတော့နာမည်အတီးကျသုံးပြီးတော့ဇာကားရိုက်တာကအန်ဒီရဲလည်းများပါတယ်။လက်ရှိမှာတရားတင်ဆိုတဲ့အမှုကြောင့်မန်ခင်မာမြင့်ကအဖြစ်တီကိုဆက်နေရတာဖြစ်ပါတယ်။အထင်းသိမ်းခံထားရပြီးတော့အဖြစ်ကိုဆက်နေတဲ့အချိန်မှာတရားတင်ဆိုတို့ကဒမနာမည်နဲ့အတီးကျသုံးပြီးတော့ဇာကားရှိုက်သွားကြမှာဖြစ်ပါတယ်။ အတိတ်ကဖြစ်ခဲ့တဲ့အမားတွေကိုနောက်တစ်ချိန်လူတွေကြားမှာပြန်လည်ပြောဆိုခံရမှာကိုကာယကံရှင်ဖြစ်တဲ့မခင်မမင်းလည်းခြေနဲ့မှမဟုတ်ပါဘူးတကယ်လို့မခြေနဲ့လို့မခင်မမင်းဘက်ကတရားစွဲမယ်ဆိုရင်ဇနိုင်းတရားဦးကအမှုရင်ဆိုင်ပြီးတော့ဖြေရှင်းရတဲ့အထိဖြစ်သွားနိုင်ပါတယ်ဇနိုင်းတရားဦးကအခုလို အမှုရင်ဆိုင်ရကြောင်းကိုလည်းနားမလည်တဲ့သဘောမှရှိပါတယ်ဒါအပြင်အမှုကင်းရေးရာအဖြစ်မှန်အတွက်ကိုအခုလိုအကြောင်းအရာကိုဇလန်နေရိုက်တာက ရှင်းစရာတွေအများကြီးဖြစ်သွားနိုင်ပါတယ်ဇနိုင်းတရားဦးကအခု ုလက်ရှိမှာတယောက်တည်းအနုပညာလောကမှာအောင်မြောင်ကျူးစားမယ်ဆိုပြီးတော့ကြွေးကြော်ထားတာပါဆွေမျိုးတွေရဲ့ထောက်ပံ့မှုလည်းမယူသလိုအကြံဉာဏ်လည်းမယူပဲဘေးနားမိတ်ဆွေတယောက်ဆောင်တွေရဲ့အကြံဉာဏ်နဲ့သာအခုလိုဖြစ်ရမယ်ဇလန်းကိုရိုက်ဖို့ဆုံးဖြတ်ခဲ့တာပါပရိသတ်ကြီးရောစနိုင်းတရားဦးရဲ့လုံရက်တွေကမှန်ကန်တယ်လို့ထင်လားဆိုတာပြပြပေးခဲ့ပါအောင်ရှင်ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်